ူတွေကလေတယောက်နဲ့တယောက်နဲ့ဝစ်ကြွေးရှိလို့တွေးကြတာတဲ့အဲ့ဒီဝစ်ကြွေးရှိလို့တွေးကြတဲ့နေရာမှာမိဘဝစ်ကြွေးရှိတဲ့သူကပိုဆွဲကျွန်မဆိုရင်မိဘဝစ်ကြွေးကြီးတာပေါ့နော်ကျွန်မမိဘပေါ်မှာအရန်ကောင်းနေတလောက်တင်း30ထောက်ပံ့နေနော်မိဘတွေနေဖို့ကွန်ဒိုဝယ်ပေးထားတယ်အိမ်ပေါ်ဒရိုင်ဘာထားတယ်ဒါပေမဲ့ကျွန်မအမေကလေသူကလေကျွန်မကိုဆိုလေနမဲနဲ့စပြောတယ်ဆဲတယ်ဆိုတယ် အဲ့လိုမျိုးအကြောင်းရင်းမရှိဘဲနဲ့ပြဿနာရှာတယ်ပြီးရင်စကားလေးနည်းနည်းလေးတော့အဲ့လိုအတိမ်ဆောင်မခံအဲ့လိုအတိမ်ဆောင်ခံွားတာနဲ့အဲ့လိုမျိုးပေါ့နော်ဟိုမမက်ရိုင်းရိုင်းပြောတယ်ပေါ့နော်ကျမအရင်တော့ဆိုရင်လည်းအရင်စိတ်တူခါကြနေနေငါနေတယ်အောင်ကျမပြောမိတယ်ပေါ့နော်အရန်ကိုဘဝမှာမကြုံဘူးကျမကိုအဲ့လောက်ကြည်တီနာကျင်အောင်ပြောဆိုတတ်တဲ့လူမျိုးပေါ့နော် စိတ်မကောင်းလဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါပေမဲ့ကျွန်မကျွန်မအကိစ္စတွေကျွန်မကိုးကွယ်တဲ့ဆရာတော်တွေကိုကျွန်မအမြဲတမ်းရှောက်တယ်ဆရာတော်တွေကပြောတာတမီးတဲ့အဲ့ဒါဝစ်ကြွေးပါလာလို့တမီးအတိတ်ဘဝကတစိမ်းဆိုရင်ကွာကျွန်မအဲ့လောက်နာကျင်အောင်လှုပ်လိုက်ရင်ကျွန်မသူ့ကိုစွန့်ပစ်လိုက်လို့ရတယ်ဘလော့လိုက်လို့ရတယ်ကျွန်မဘဝတွေကထုတ်လိုက်လို့ရတယ်ဒါပေမဲ့မိဘဆိုတော့ထုတ်မမရအောင် တချို့သူတွေကအဲ့လိုမိဘဝစ်ချွေပါတဲ့သူတွေရှိတယ်။နောက်သားသမီးဝစ်ချွေပါတဲ့သူတွေဆိုတော့မိဘကအရန်ကောင်းပြီးသားသမီးကမတိတတ်ဘူးမိဘကအမြဲတမ်းအဆက်ကွဲကျုံးနဲ့ဖြစ်အောင်လုပ်ပြီးအရန်ဆိုးသွင်းတဲ့သားသမီးတွေရှိတယ်။အဲ့ဒါသားသမီးဝစ်ချွေပါတာဒါပေမဲ့မိဘကဒီလိုဆွတ်ပြစ်လို့မရအောင်အဲ့တော့မိဘဝစ်ချွေပါတာသားသမီးဝစ်ချွေပါတာဆွေမျိုးဝစ်ချွေပါတာအဲ့ဒါလေနောက်ယောက်ျားဝစ်ချွေပါတာတွေပေါ့နော်အဲ့ဒီဝစ်ချွေတွေ ਆ လေ တော်တော်ခံရခက်တယ်ဒါပေမဲ့ယောက်ျားဝစ်ကြွေးဆိုရင်တော့ကွာဒီယောက်ျားကိုကွာလိုက်လို့ရသေးတယ်မိသားစုဝစ်ကြွေးဆိုဒီမိသားစုဆွန့်လွတ်လိုက်လို့ရသေးတယ်သားသမီးဝစ်ကြွေးနဲ့မိဘဝစ်ကြွေးပါရင်လူမရှောင်ရဲလို့မရအောင်ကျမကိုကိုရဲ့ဆရာတွေတို့ကျမအမြဲတမ်းရှောက်တယ်ကျမမပြောတဲ့စကားတွေလေကျမအမေကကျမပြောပါတယ်လို့ကြားပြီးတော့ तू အမြင်နဲ့ကျမကိုအမြင်မချီဘူးပေါ့နော်ကျမလည်းစဉ်းစားတယ်မာလေးဒီလောက်ကောင်းအောင်လုပ်ပေးထားတာဘာကြောင့်လဲဆိုတော့ကျမကျမကိုးကွယ်တဲ့ဆရာတွေကိုကျမရှောက်တော့ဖုန်းဖုန်းတွေက ဒကမားတဲ့ဒကမားမိမဝှက်ကျွေးပါလာတာတဲ့အဲ့တော့ဒီဘဝမှာဒကမားကြည်အောင်ဆက်လိုက်တဲ့သူဘာပြုတ်ပြုတ်ဘလောက်ဆူဆူဘလောက်ဆဲဆဲကိုအသားနာအောင်ဘလောက်ကျမဆိုရင်အခုချိန်ဒီပါနာရိုက်ခံနေရတော့ဘာမှမလုပ်ဘဲနဲ့ဟိုလေတော့အဲ့လိုပြောမဆိုသူစိတ်မကြည်ရနဲ့အဲ့လိုကျမအောင်လေအဲ့လိုမျိုးလူချားလည်းမရှိအောင်သူချားလည်းမရှိအောင်အဲ့လိုလုပ်တယ်ငငယ်တော့ဆိုရင်ပိုးဆိုကျမငငယ်လေးကအရွယ်မရောက်ခင်နေနှိမ့်ဆက်ခံရတဲ့နေမှာပါတယ် မိဘနှိပ်စက်ခံထားရတဲ့နေရာမှာပါတယ်ပေါ့နော်နှိပ်စက်ခံရတဲ့သားသမီးထဲမှာပါတယ်ဒါပေမဲ့ဖုံဖုံနေရပျော်တယ်ဒါဖုံဖုံနေကိုယ်ရှောက်တော့ဖုံနေဒီဘဝမှာခြေအောင်ဆက်လိုက်ပါအဲ့မိဘဝှက်ချွေပါတာပေါ့နော်အဲ့ဒါလာပြော